ဘယ်ကိစ္စပဲလှုပ်လို့အခက်ခဲဆိုတာဂျုံတတ်တယ်အဲ့ဒီဂျုံလာတဲ့အခက်ခဲတွေကိုဖြတ်ကျော်ဖို့ဆိုတာလူတွေမှာသိခံရတဲ့အနေအထားမျိုးတွေရှိဘာတွေကို သိခံရတာတော့လို့ဆိုရင်ယာတိဥရုဒံကို သိခံရတယ်ကိုနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေရဲ့အပျော်ဆုံးကိုလည်းသိခံရတယ်ယောဂဝေဒနာဖြစ်ပေါ်လာလို့ရှိရင်လည်းယောဂဝေဒနာကိုသိခံအဲ့ဒီသိခံမှုဆိုတဲ့မျိုးစုံအောင်သိခံတယ် အခက်ခဲတွေမှန်သမျှတွန်းလှန်နိုင်ဖို့အတွက်သီခံခြင်းဆိုတာအရေးကြီးတယ်။များသောအားဖြင့်သီခံတယ်ဆိုတာလူတွေကတပည့်သားကကိုယ်စော်ကားတာကိုငုံခန္ဓာကိုပဲသီခံတယ်လို့ထင်တာ။တကယ်ကတော့သီခံမှုဆိုဒီမှာစိတ်နှလုံးမတုံ့လောက်ပဲနဲ့ဘဂတိအနေထားမပြတ်အောင်ကိုယ်စိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ္တိတစ်မျိုးကိုသီခံတယ်လို့ခေါ်တာ။ အဲ့ဒါလို့မဟုတ်ပဲနဲ့ငုံခံယုံခံပြီးတော့စိတ်ထဲကမကြည်မနှက်ဖြစ်နေရင်သီခဏ်ခြင်းဆိုတဲ့ခံတည်မဖြစ်ဘူးသီခဏ်ခြင်းဆိုဒီမှာအေးကိုယ့်ကိုစော်ကားလည်းပဲဒီစကားကိုဖြောက်လိုက်တယ်ချက်ချင်းပဲပြန်ပြီးတော့လက်ခံစဉ်းစားတာတွေးတောတာတွေမလုပ်ဘူးတွေးတောတာမလုပ်ဘူးဒါဟာသီခဏ်အပူဒံအေးဒံဆာလောင်တဲ့ဒံနေခက်ခဲပင်မမှုတွေအကုန်သီခဏ်